ဒီအပိုင်းမှာတော့သုံးယောက်သားဂိတ်တစ်ခုကိုဖျက်ဖို့အတွက်ခီးသွွားလက်မှတ်မရှိတာကြောင့်တိုင်ပတ်နေခဲ့ပါတယ်။အခုဖျက်ရမယ့်ဂိတ်ကလည်းအရန်ကိုကျတဲ့ဂိတ်ဖြစ်နေတာကြောင့်စင်းစားရခန့်နေတော့လူတယောက်ကသူ့ကိုခီးသွွားလက်မှတ်လာပေးခဲ့ပါတယ်။အဲ့ဒါအပြင်ကံကောင်းစီရဲ့လက်ဆောင်လေးကိုပါအစ်စ်ထည့်ပေးလိုက်ပါတယ်။အဲ့လိုနဲ့စစ်စေးဂိတ်ကိုယောက်လာပြီးသူတို့ထင်သားသူတို့ဖျက်သွားခွင့်မပေးဘဲအဆောင်တွေကသုံးယောက်စလုံးကိုဝိုင်းထားလိုက်ပါတယ်။တကယ်တော့ခီးသွွားလက်မှတ်ဆိုတာအင်ထူထားတဲ့ဆောင်ရွက်သက်သားပဲဖြစ်ပြီးဂိတ်ကကောင်းသောဖမ်းဖို့အမိန်ပေးလိုက်ပါတယ်။ခုကတော့တကူလုံးကိုစစ်စေးခံနေရပြီးအပြင်မှာရှိတဲ့မူကန်နဲ့ဂျင်ကတော့နှိမ့်ဆက်ခံနေရပါတယ်။အဆောင်တွေကိုအမိန်ပေးနေတဲ့သူရဲ့နာမည်က ။ကီနိုကူဇာဖြစ်ပြီးစစ်စေးကရဲ့ထိတ်တန့်ရာရှိတယောက်လည်းဖြစ်ပါတယ်။အခုလဲမူကန်နဲ့ဂျင်ကိုနှိမ့်ဆက်နေတော့အဆောင်တယောက်ကတခုခုလာပြောခဲ့ပါတယ်။အဲ့နောက်ရေးကြီးတုတ်ပြားနဲ့လူတွေလောင်းတွေကိုပြန်ရှာပြီးဘာကိစ္စမှမသိသူတို့ရှာနေတဲ့သူကကွန်မြတ်ပြီးနေပြီဖြစ်တာကြောင့်ခေါင်းဆောင်အောင်ခေါင်းစားနေတော့သူ့ရဲ့တပည့်တယောက်ကအကြံတစ်ခုလာပေးခဲ့ပါတယ်။အကြံအလဲအလုပ်ဖြစ်နိုင်တာကြောင့်ဟိုသုံးယောက်ကိုခေါ်ပြီးသူတို့ရဲ့ပြဿနာကိုပြောပြလိုက်ပါတယ်။ပြီးတော့အထုံးနဲ့ထုတ်ထားတဲ့ခေါင်းတို့ကိုခြာပေးလိုက်ပြီးဒဇုံတယောက်စီကိုသွားပေးခိုင်းပါတယ်။အဲ့ဒါကိုမူကန်သူတို့မှဖြစ်ပြီးကျန်တဲ့နှစ်ယောက်ကိုတော့တစားကန်ဖြစ်ထားခဲ့ရမှာဖြစ်ပါတယ်။မူကန်ကိုတိတ်မယုံကြည်နဲ့ဘူးကနေမွေးငယ်အမိပြန်လာခဲ့ဖို့ပြောနေပြီဖြင့် ဘူကန်ကတော့ခက်ခဲမှုကငံပြောသေးကွန်ခွာတလောက်ပဲရှိတဲ့အတွက်သူ့ကိုသာယုံကြည်ထားလိုက်ဖို့ပြောရင်ထွက်လာခဲ့ပါတယ်။လိုယာခီးကိုဆက်လာတဲ့ဘူကန်သူ့နောက်မှာလူတစ်ယောက်လိုက်လာတာကိုသတိထားမိလိုက်ပါတယ်။အဲဒါကြောင့်တနေရာရောက်မှာပုံလိုက်ပါတယ်။တကယ်တော့အဲ့ဒီလူကသူ့နောက်ကိုလိုက်နေတာမဟုတ်ပဲစော်ကြီးအောင်လို့လေ့ကျင့်ခန်းလုပ်နေတဲ့သူဖြစ်ပြီးခေါင်းဆားသွားတဲ့ဘူကန်အဲ့ဒီလူကိုကန်လွတ်လိုက်ပါတယ်။ဒါပေမဲ့ဂိတ်ကအဆောင်တစ်ယောက်ကအမှန်တကယ်လိုက်လာတာဖြစ်ပြီးဒါတော့ဘူကန်တစ်ယောက်သတိမထားမိခဲ့ပါဘူး။အဲ့နောက်ခီးဆက်လာပြီးနောက်ထပ်မျက်နှာဖုံးဆိုအဖွဲတစ်ဖွဲကဘူကန်ရဲ့အနောက်ကိုပေါ်တင်းကြီးလိုက်လာခဲ့ပါတယ်။ဒီတခါမှတော့ဘူကန်ကဘာမှမလုပ်ပဲသွားလို့ရခီးကိုသာဆက်သွားနေတယ်။တနေရာအရောက်မှာ လက်ပြောက်သွားခဲ့ပါတယ်အရှိကိုဆက်သွားနေတော့မူကန်ကထောင်ချောင်ထဲမှာမိသွားခဲ့ပြီအဲ့ဒါကလည်းသူ့နောက်ကိုလိုက်နေတဲ့မျက်နှာဖုံးတဲ့လူတစုရဲ့လက်ချက်ပဲဖြစ်ပါတယ်အဲ့နောက်မူကန်ကိုဌာနစီဖမ်းခေါ်သွားခဲ့ပြီခုနကနောက်ရောက်ကန်လိုက်လာတဲ့သူကလည်းဒါကိုချောင်းကြည့်နေခဲ့ပါတယ်ခဏကြာမှအားလုံးရဲ့ခေါင်းဆောင်ဖြစ်တဲ့လူတယောက်ထွက်လာပြီးမိန်ကုံးထွက်ပြောပါတယ်သူတို့ကလက်ရှိနိုင်ငံကိုထိရောက်နေတဲ့စာမူလိုက်ခေါင်းဆောင်တွေကအာနာယူလာတာနဲ့မြတ်သူတို့ရဲ့နောက်လိုက်ကွေးတွေကလည်းသူတို့ခိုင်းနေမြောက်အကုန်လုလာကြပါတယ်အဲ့ဒါကိုအတိမတ်မပြူပဲသူတို့အတွက်တရားမဝင်ဥပဒေကိုစန့်ကျင်ဖို့အတွက်ဒီအခြေအနေမှာတိုက်ပွဲဝင်ဖို့ဆရာထက်တန်နေကြတဲ့သူတွေပဲဖြစ်ပါတယ်ပြီးတော့သူတို့ရဲ့လယ်ထဲမှာစိုက်ပျိုး းထားတဲ့မျက်ပင်တွေအများကြီးရှိလာပြီ။ဒါဟုတ်ဖြက်စီးမဲ့လူတွေကလည်းရှိနေခဲ့တာကြောင့်အဲ့ဒီလူတွေကိုအညာတာမရှိတတ်ပြင်မဲ့လို့ကြုံွားရဲမူကန်ကိုခေါ်ထုတ်လာခဲ့ပါတယ်။အနေငယ်နှိမ့်ဆက်ထားခံရပြီးသူတို့ပြောတဲ့စကားတွေကိုလည်းမူကန်ကတလုံးမှနားမလည်ခဲ့ပါဘူး။ခေါင်းဆောင်ကမနဲ့ကြရင်မူကန်ကခေါင်းဖြတ်ကိုမျက်ဖို့အတွက်ကြီးညာလိုက်ပြီး ခုတော့ကောင်းရုပ်ဖြာလိုက်တဲ့အတူချုပ်ထားလိုက်ပါတယ်အဆောင်တွေထွက်သွားတော့မူကန်ရဲ့နောက်ကိုလိုက်လာတဲ့သူကတကားကိုဖင်းဖို့လုံနေပေမဲ့အဆောင်တယောက်ကအနောက်ကနေဆိုတော့ခံလိုက်ရပါတယ်အဲ့ဒါကြောင့်နှစ်ယောက်သားအဖမ်းခံလိုက်ရပြီမူကန်ထိုးသူကိုမြင်ဖို့တို့ရှိနေခဲ့ပါတယ်သူ့နာမည်ကဟာကိုနဲ့ဖြစ်ပြီးစစ်စေးရဲ့ကိကဝန်ထမ်းတယောက်ဖြစ်ကြောင်းမိတ်ဆက်လိုက်ပါတယ်မူကန်သူတို့ကိုဖမ်းလိုက်တဲ့ကောင်တွေရောက်မေးလိုက်တဲ့အခါအဲ့ကောင်တွေအဖွဲ့ကတစ်ချိန်တုန်းကဖရဲယောင်စစ်တီတော်အဖွဲ့ဖြစ်ပြီးအဲ့ဒီကိကပြည်သူရင်းနဲ့လက်တွဲပြီးတိုက်ခိုက်ပေးခဲ့တဲ့ဖုံးတော်ကြီးအဖွဲ့စည်းတစ်ခုလည်းရှိရလို့ဆိုပါတယ်ဒါပေမဲ့တိုင်းပြည်အေးချမ်းသွားတဲ့အခါအဲ့ဒီလူတွေကမရှိတော့ပဲအခုကောင်တွေကတိုင်းပြည်ကိုသူတို့ကိုယ်တိုင်ပြောင်းလဲနိုင်တဲ့ ယ်လို့ထင်ပုံရရဲဆိုကရှင်းပြလိုက်ပါတယ်။အဲ့နောက်ဟာကိုနဲ့ကကောက်ရုပ်ဖြားလေးကနေရုံထွက်လိုက်ပြီးမူကန်ယူလာတဲ့ခေါင်းပြက်နဲ့မူကန်ရဲ့ဖက်နှက်ကိုခဏယူလိုက်ပါတယ်။ပြီးတော့ဖက်နှက်ကတံပြားကိုသူ့ဆီကမီးချစ်ဆန်နဲ့မီတာအောင်လုလိုက်ပြီးအထက်ကပစ္စည်းကိုမီးရှို့လိုက်ပါတယ်။ဒါကိုသိသွားတဲ့အဆောင်ကအထက်ကိုဝင်လာတဲ့အခါအတင်းဆောင်နေတဲ့ဟိုကနဲ့ကမူကန်ရဲ့ဖက်နှက်နဲ့စော်ပစ်လိုက်ပါတယ်။တကယ်တော့ကောက်ရုပ်ဖြားမှာတွေ့ရတဲ့ခေါင်းကမူကန်ယူလာတဲ့ခေါင်းပြက်သာဖြစ်ပြီးဒါကိုကြီးချင်းအဖြစ်ဟာကိုနဲ့ကဖြတ်တွန်းညံကောင်းတဲ့ဂျီနီရဲ့တယောက်ဆိုတာဖော်ပြနေပါတယ်။ပြီးကြောင်ရိုးရိုးသေးသေးဖြစ်နေတဲ့ချိန်ဟိုနှစ်ယောက်ကထွက်ပြေးလာပေမဲ့ထပ်ပြီးအဝိုင်းခံလိုက်ရပါတယ်။ဒီတစ်ခါမှာတော့မူကန်ညတော်တရ ကနေပျောက်ကြားတိုက်ခွက်နဲ့ပြန်ဆောင်နေပြီးမိရလည်းစိုက်ခင်းနဲ့ဆွဲတဲ့အထိဆွဲအားကောင်းနေခဲ့ပါတယ်။တကယ်တော့ဒီအပင်တွေကအာယုံထွေပြားစီရဲ့ဆေးပင်တွေဖြစ်ပြီးအခုလဲမိလောင်ရကနေထွက်လာတဲ့အငွေတွေကြောင့်မူကန်တယောက်လေပေါ်လွင့်နေခဲ့ပါပြီ။အဲ့ဒီဂျင်းနဲ့ဖိုးတို့နှစ်ယောက်ကတော့ခွန်မြတ်ဖို့ဆောင်ဆိုင်နေကြပြီးဖိုးကတော့သူ့ကိုယ်သူမျောလင်းချက်တွေပေးနေခဲ့ပါတယ်။အဲ့ဒီအဝေးကနေလူတယောက်လာနေတာကိုတွေးလိုက်ရပြီးဖိုးကမူကန်ပြန်လာတာကြောင့်ဝမ်းသာနေခဲ့ပါတယ်။တကယ်တော့အဲ့ဒါစောကြီးချင်းလို့လက်ချောင်းနေတဲ့သူဖြစ်ပြီးအဲ့ချိန်မှာနေရာလဲဝင်သွားခဲ့ပြီဖြစ်ပါတယ်။အဲ့ဒါကြောင့်ခံတက်ကဝန်ထမ်းတွေလည်းနှစ်ယောက်စလုံးကိုကိုမြတ်ဖို့လက်ဝက်ကတိုင်မှာခြိလိုက်ရပြီးတစ်ချိန်ထဲမှာစိုက်ကင်းတွေ နဲ့ထွက်လာတဲ့အငွေတွေကဒီအထီကိုရောက်လာခဲ့ပါတယ်။အဲဒါကြောင့်အားလုံးကထားရီကုန်ကြပြီ။ယောက်ျားချင်းချင်းခစ်ပေးတဲ့သူကပေးကိုလုံးတီးချွတ်လမ်းလျှောက်တဲ့သူတွေကရှောက်နေ။ဂရီခုလုံးကသူတွေအပြင်တရိတ်ဆန်တွေကပါလေပေါ်လွှင့်နေကြပါတယ်။နောက်တစ်ခါမှဖူးနဲ့ဂျီနိုနှစ်ယောက်လွတ်လာပြီးနေမွေခင်ပြန်လာရမယ်မူကံမနက်မိုးလင်းတဲ့အထိအရေးအောင်မတွေ့သေးတာကြောင့်ဖူးကကျိန်ဆဲနေခဲ့ပါတယ်။အဲလိုနဲ့ရှောက်လာရင်မိကုန်းငွေတွေရောက်လေပေါ်လွှင့်နေကြတဲ့လူအုပ်စုတစုကိုမြင်လိုက်ရပြီ။အဲအထဲမှာမူကံနဲ့ဟာကုန်နဲ့ပါပါနေခဲ့ပါတယ်။ဒါအောင်မြင်ပြီးဖူးနဲ့ဂျီနိုနှစ်ယောက်ကရှော့ရသွားခဲ့ပါတယ်။အဲနောက်အပိုင်းကိုကပြီးဆုံးသွားခဲ့ပါတယ်။ တဘောကြရင် like and share နဲ့အကူအညီပေးခဲ့လို့ရပြီ subscribe လုပ်ခဲ့သေးဘူးဆိုရင်လည်း subscribe လုပ်ခဲ့ကြဖို့တောင်းဆိုပါရစေအဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် ဒီအပိုင်းရဲ့အစားမှာတော့ဓာသမနှစ်ယောက်ကိုတွေ့ရပြီ။နှစ်ယောက်သားအတူတူတိုက်ခိုက်ခဲ့ကြပါတယ်။နောက်တစ်ခါမှာသုံးယောက်သားခီးစက်နေကြပြီ။စီးကြောင်နေတဲ့မူကန်စစ်စေးခေကဖြတ်လာတဲ့ကဘာမှမစားသေးတာကြောင့်ကြီးထွားနေခဲ့ပါတယ်။အဲ့ကဘုံကြီးတစ်ပါးနဲ့တွေ့ပြီးအလူခံနေတဲ့အထင်းနဲ့သူတို့မှာတဲခုဖို့ငွေတော်မလောက်တဲ့အတွက်လူဖို့ဆိုပိုဝေးတဲ့အကြောင်းဂျင်းကပြောလိုက်ပါတယ်။ဂျင်းရဲ့အဖြေကိုသဘောကျသွားတဲ့ဘုံကြီးကလည်းသူ့ကြောင်းကိုခေါ်လာခဲ့ပြီးဝေယဝဆက်လုံးရင်တဲခုဝင်ပေးလိုက်ပါတယ်။ဘုံကြီးကအလုပ်ကိုထလုံပြီးတလုံမနာတာခိုင်းနေတာကြောင့်စိတ်မရှိတော့တဲ့မူကန်ဘုံကြီးကိုထားသီးဖို့လုပ်တဲ့အတွက်ဖိုးကဆွဲထားရပါတယ်။နောက်တစ်ခါမှာဘူးတယောက်တနေရာကနေပြန်လာနေတော့ဆာမူရိုင်းတယောက်ရဲ့ခေါင်းရန် တရားနဲ့ဝန်ထမ်းထုတ်ထားတဲ့ပို့စတာကိုလူတိုင်းကဝိုင်းကြည့်နေတာတွေ့ရရပါတယ်။ဖူလည်းဆက်စုကြည့်တဲ့အခါလူသက်သမားကိုလမ်းရလူသက်သမားလို့နာမည်ပေးထားပြီးအဲ့ဒီလမ်းရလူသက်သမားကြောင့်ဒီလာထဲမှာ၃ရောက်အထိကိုတက်ခံထားယူရဖြစ်ပါတယ်။ကြွရင်တဲ့သူတွေကိုပဲပြစ်မှတ်ထားတာဖြစ်ပြီးဖူကအကြောင်းကိုပြန်လာခဲ့ပါတယ်။ဒီလိုနဲ့အကြောင်းကိုရောက်တော့ဂျင်းနဲ့မူကန်ကိုလမ်းရလူသက်သမားရဲ့အကြောင်းကိုပြောပြနေပြီ။နာဂါဆာကီကိုသွားဖို့ကအဲ့ဒီပတ်စံနဲ့ဆိုပြဿနာမရှိတော့ဘူးလို့ပြောပြနေပါတယ်။အဲ့ဒီစာမိုးတဲ့ကြွရင်တဲ့သူတွေကိုပြစ်မှတ်ထားတာကြောင့်မူကန်ကစိတ်ဝင်စားသွားပြီးအပြင်ကိုခဏထွက်သွားပါတယ်။အဲ့ဒီအခါဖူကပါနောက်ကလိုက်သွားပါတယ်။နှစ်ယောက်သားလမ်းရလူသက်သမားရဲ့အကြောင်းလူတစ်ယောက်စီမှာစုံစမ်းနေပြီ။နောက် ဆုံးမှာဒီပန်ဝန်းကျင်ရဲ့အတော်ဆုံးဓာတ်သမောက်မေးလိုက်ပါတယ်အဲ့လိုနဲ့နောက်တစ်ခါမှာချွေရနေတဲ့လမ်းလျှောက်နေတဲ့ဆာမူရိုင်းအဖွဲ့တွေကိုဂူကန်အခက်တိတီပဲဝင်သွားပါတယ်သူ့နာမည်ကမမိုးဤဖြစ်ပြီးဂန်ဆိုအကယ်ဒမီရဲ့ဆရာတယောက်ဖြစ်တာကြောင့်သူ့စီမှာတပည့်ခန့်ကျင်လာလားဆိုပြီးမူကန်ကိုမေးလိုက်ပါတယ်ဒါပေမဲ့မူကန်လမ်းကျလူတသမားလို့ပြောလိုက်ပြီးအဲ့ဒါကိုကြားကြားချင်းမှာပဲမမိုးဤရဲ့တပည့်တွေကတိုက်ခိုက်ဖို့ပြင်လိုက်ကြပါတယ်မူကန်ရှင်းပြဖို့လုပ်ပေမဲ့မရတော့ပဲတိုက်ခိုက်လာတာကြောင့်လက်နဲ့သာပြန်ပြီးခုခံလိုက်ပါတယ်တခဏအတွင်းမှာသူ့တပည့်တွေကိုအမောသိပ်ပြလိုက်တဲ့မူကန်ကြောင့်မမိုးဤလက်လှုပ်ချီပြီးတောက်ကြောင်နဲ့သူ့ရဲ့အကြောင်းတွေကအလင်းရည်ဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်မူကန်ကတော့သူ့ကိုဖိဖိတော်အောင်ကြော ောင်းနေတဲ့မုံမိုးယိုကြည့်ပြီးတင်သားသူတို့ဟုတ်မနေတဲ့အတွက်စိတ်ပြတ်သွားခဲ့ပါတယ်။နောက်တစ်ခါမှလူသုံးယောက်ကခီးသွွားတစ်ယောက်ကိုပြဿနာရှာနေခဲ့ပြီးအဲ့ဒီခီးသွွားဆိုတာကလည်းတခြားသူမဟုတ်ပဲလမ်းကြလူသုံးသမားဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့အားနေတဲ့သူတွေကိုမတိုက်ခိုက်ချင်တာကြောင့်သူ့ရဲ့အစွမ်းစားကိုအနည်းငယ်ပြပြီးထွက်သွားပါတယ်။အဲ့ဒီချိန်မူကန်သူတို့ရဲ့မနီမိုးဝေးမှာရှိနေပြီးလမ်းကြလူသုံးသမားကိုအရေးမွဲ့အနေနဲ့မြင်လိုက်ရပါတယ်။ဂျင်းကတော့အခုချိန်ထိဝေယဝဆိုင်ရေလုံနေတာကြောင့်ဖုန်းကြီးကနားဖို့ပြောနေရပါတယ်။အဲ့ဒီချိန်ဂျင်းပေါ်လာရဲ့တင်ကခံထွက်သွားပြီးဖုန်းကြီးကိုဥတီသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်ကိုအသားလေးဖမ်းပြလိုက်တာကြောင့်ဂျင်းလည်းဖုန်းကြီးကိုအနည်းငယ်တန်ရာဝင်သွားခဲ့ပါတယ်။ တစ်ဖက်မှာမိုးကန်ဆိုင်တိုင်မှာအရက်၎င်းဝင်တော့နေပြီဆိုင်ရှင်ကလမ်းကျလူသက်သမားအကြောင်းပြောရင်ညှဉ်းယူနေခဲ့ပါတယ်အ၎င်းတော့တဲ့မိုးကန်နောက်ထပ်တစ်ခွက်တောင်းနေတာကြောင့်ဆိုင်ရှင်ကတစ်ခွက်ကိုဆယ်ပြားရှိရလို့ဆိုလာခဲ့ပါတယ်အဲ့ခါဘေးရလူကသူ့မထားရဲ့အရက်နဲ့ဧည့်ခံလာပြီမိုးကန်လည်းအားနာလာနဲ့အိုးလိုက်မှတောက်လိုက်ပါတယ်အဲ့နောက်နှစ်ယောက်သားလမ်းကျလူသက်သမားအကြောင်းပြောရင်ခုနကတရားပေါ်ရောက်လာခဲ့ပါတယ်အဲ့ဒီနေရာမှာနှစ်ယောက်သားလမ်းခွဲဖို့အလို့မိုးကန်လမ်းကျလူသက်သမားမင်းမဟုတ်လားလို့ဒဲမေးလိုက်ပါတယ်အဲ့ခါမှထူထူလည်းဖုံးဝယ်မနေတော့ပဲသူ့ရဲ့တယုံမှန်ကိုပြသလာပြီနှစ်ယောက်သားဓာတ်ကိုယ်စီနဲ့တိုက်ခိုက်ဖို့ပြင်လိုက်ကြပါတယ်အဲ့ဒီလူရဲ့တိုက်ခိုက်ပုံကအရာအောင်မြန်ဆန်းပြီးမို ူကန်တော့အခက်တွေ့စေခဲ့ပါတယ်ဒါပေမဲ့ပြပြတဲ့တိုင်မတက်ခတ်ရသေးခင်မှာရွာရဲအဆောင်တွေကရောက်လာတာကြောင့်ဒါပြညာကြရင်ဒီနေရာမှာပဲသူတို့နှစ်ယောက်ပြန်ဆုံချင်းနေဆိုကလမ်းကြလူသူတမထွက်သွားခဲ့ပါတယ်မူကန်လက်မှာတော့ဒဏ်ရာရတာပြီးလမ်းကြလူသူတမရဲ့တက်ခတ်ရေးပုံစံကိုနားလည်ရခန့်နေခဲ့ပါတယ်တစ်ဖက်မှာချင်းကဖုံးတော်ယူရင်နှွေးနဲ့ရေချိုးပိနေပြီးဖူးကလည်းအပြင်မှာရှိနေခဲ့ပါတယ်အဲ့ချင်းချင်းကရုတ်တရက်သူ့ရဲ့ဓာတ်ကိုထုတ်ပြီးဖုံးတော်ယူတက်ခတ်ခဲ့ပါတယ်တကယ်တော့ဖုံးတော်ယူရဲ့လှုပ်ရှားမှုပုံစံဖုံးကြီးတစ်ပါးနဲ့မတူတာကြောင့်စမ်းသပ်ကြည့်တာဖြစ်ပြီးအချိန်ကြီးဆိုသူတို့မူကန်လည်းရောက်လာခဲ့ပါတယ်ချင်းကမူကန်လက်ကဒဏ်ရာကြောင့်လမ်းကြလူသူတမနဲ့တွေ့ခဲ့တာကိုသတိ ီထိုင်းမိသွားခဲ့ပြီ။ဘူကန်လည်းသူယင်ဆိုင်ခဲ့ရတယ်ကိုပြောပြလိုက်ပါတယ်။အဲ့ဒါကိုနားထောင်နေတဲ့ဖုန်ကြီးကလမ်းညလူသမားရဲ့နာမည်ကရှော့ဦးဖြစ်ကြောင်းပြောပြလိုက်ပါတယ်။တချင်ကသူကတော့မိုင်းတွင်းလူသမားတစ်ယောက်ဖြစ်ပြီးအခုဖုန်ကြီးကတော့ဒိုဂျိုတင်တဲ့ကိုပိုင်ခဲ့တဲ့စစ်သည်တစ်ယောက်ဖြစ်ပါတယ်။ရှော့ဦးကဖုန်ကြီးရဲ့တပည့်တစ်ယောက်ဖြစ်ပြီးတိုင်းလင်းကြီးဖို့အတွက်သူကအချင်းကုန်ခံကသူ့ရဲ့ဝိညာဉ်နဲ့နှလုံးသားကိုမြုပ်နှံထားခဲ့တာဖြစ်ပါတယ်။တနေ့မှာဘရင်ပိုင်နေမည်အတွက်ပင်လက်ခီးတဲ့အဖြစ်ပို့ခံရပြီးကန်ဆိုးစွာနဲ့လမ်းခီးမှာမှုန်တိုင်းမိသွားခဲ့ပါတယ်။တင်မော့ပေါ်ကလူတွေကိုအကုန်သေးပြီးလို့ယူဆခဲ့ကြပေမဲ့ရှော့ဦးကတော့ကန်အောင်စွာနဲ့အသက်ရှင်ကျန်ရခဲ့ပါတယ်။ကျိုးတို့ကျိုးမှတောင်းတင်ခဲ့ပြီးအဲ့ဒီကျုံကဘုန်းကြီးစီမှာသူ ူးစားတဲ့တိုင်းပညာတမျိုးကိုသင်ကြားခဲ့ပါတယ်။သူပြောက်သွားတာဆင်းနေကြပြီးမှပင်လယ်ပြင်ကိုဖျက်သိမ်းပြီးပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့တချိန်ထဲမှာအရင်ကရှောရွေပုံစံမဟုတ်တော့ဘဲတခြားတယောက်ရဲ့ပုံစံအသွင်နဲ့ဟန်ဒရော့ဘာသာပြောင်းလဲသွားခဲ့ပါတယ်။သူတင်ယူလာတဲ့တိုင်းပညာကဒိုယိုတိုင်းပညာတဲ့အဆင်းမြင့်နေဆိုတာကိုလက်ခံထားပြီးသူ့ကိုသူလည်းမောက်မာလာခဲ့ပါတယ်။ရှောဟုတင်ခဲ့တဲ့ပညာကိုဟာကီယဲလို့ခေါ်ပြီးတစ်ဖက်လူကိုခွန်အားနဲ့မဟုတ်ဘဲချီလို့ခေါ်တဲ့စွမ်းအားတမျိုးနဲ့တိုက်ခိုက်တာဖြစ်ပါတယ်။တနေ့မှာရှောဟုကလေးရင်နဲ့လူတစ်ယောက်ကိုတတ်မိသွားတဲ့အတွက်ဒိုဂျိုရဲ့အတိုင်ဝန်ကနေဖယ်ချင်တာကိုခံလိုက်ရပါတယ်။ရှောဟုကဒိုဂျိုကနေထွက်သွားပြီးတနေရာပြီးတနေရာလှည့်ပတ်သွားခဲ့ပါတယ်။ သူသွားခဲ့တဲ့နေရာတိုင်းရဲ့သင်တန်းစရာတွေကိုတယောက်ပြီးတယောက်တက်ခဲ့ပြီးအဲ့အရာကိုသိတဲ့ဘုံကြီးကသူ့တို့ပဲလမ်းမကိုရောက်စေတာကြောင့်သူ့ကိုယ်သူနောင်လာရနေခဲ့တာဖြစ်ပါတယ်။ဘုံကြီးစကားမဆုံးခင်မှာမူကန်အပြင်ထွက်သွားခဲ့ပြီးရှောယူကိုအမိလိုက်ကရင်ဆိုင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။အဲ့နေရာစားလို့အပြင်းထန်လေ့ကျင့်ခဲ့ပြီးရှောယူကိုအမိလိုက်နိုင်ဖို့အတွက်မူကန်တယောက်ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ဒါအောင်မြင်နေရတဲ့ဟိုနေရာကတော့မူကန်ကိုကြည့်ပြီးထူးဆန်းနေခဲ့ပါတယ်။ရှောယူကိုရင်ဆိုင်ဖို့အတွက်ဘုံကြီးကလည်းနီလန်းပေးပြီးကူညီခဲ့ပါတယ်။အဲ့လိုနဲ့လာပညာကိုရောက်ရှိလာခဲ့ပြီးမသွားခင်မှာချင်းကမူကန်မင်းကိုတတ်မဲ့လူကငါပဲလို့ပြောလိုက်ပါတယ်။အဲ့လိုနဲ့နေရာသားသူတို့စားတွေရဲ့နေရာကိုရောက်ရှိ နေရပြီတယောက်နဲ့တယောက်တိုက်ခိုက်ဖို့လုံနေကြပါတယ်စာပိုင်းမှာတော့ထုံးစံအတိုင်းမူကန်းခံနေရပေမဲ့နောက်ဆုံးမှနိုင်ရသူကတော့မူကန်းပဲဖြစ်ပါတယ်ဒါကတော့အပိုင်း30ဖြစ်ပြီးနောက်အပိုင်းတွေကိုတော့နောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ youtube မှာလည်း subscribe လေးလောက်ခဲ့ကြဖို့တောင်းဆိုပါတယ်အဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်